မင်္ဂလာပါရှင်မိုးလုပသားနဲ့ဇလဗေဒညချမှုဦးစီးဌာနကနေဧပြီလ16ရက်ဒီကနေ့နဲ့9ရက်နေ့အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ကပ်လီပင်လယ်ပြင်တွင်တိမ်ထူရနေပြီးဘင်္ဂလားပင်လယ်ော်တွင်တိမ်အင်းငယ်မှတိမ်အင်းတင့်တင့်ဖြစ်ထွန်းနေပါမယ် ဒီကနေ့ညနေထိခမန်းချက်ကတော့မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကျကျနေပြည်တော်မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာစစ်စစ်ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်နေရာအနှံ့ပြားမိုးထစ်ကြုံရပါမယ်။ရှမ်းရာနှုန်းပြည့်ဖြစ်ပါတယ်။ မိုးကြိမ်အောင်ဖြစ်ပေါ်မှုအခြေအနေအရပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်မိုးကြိမ်အောင်များဖြစ်တွန်းလျက်ရှိပြီးအစပါမိုးကြိမ်အောင်များရွေရှားရာနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီးလက်ခြင်းနှင့်မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်ကြံပြုရပါသည်။မြမပင်လေပင်တွင်လှိုင်းနှင်းငယ်မှလှိုင်းတင်တည်ရှိပါမည်။ လိုင်းမြင်မှာမြမကန်ယုံနဲ့တခြားနယ်ကန်လွန်ပင်လေးပင်တို့တွင်၄ပြည်မှ9ပြည်ကန်ရှိနိုင်ပါသည်။နောက်နှစ်အတွက်ခမန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် နေရာစိတ်စိတ်မှနေရာအနှံ့ပြမိုးထစ်ချုံရပါမည်။ နေပြည်တော်ရန်ကုန်မြို့နယ်ဤတစ်ပိုင်းအတွက်ဒီကနေ့ညနေတိခမ်းမန်းချက်ကတော့တိမ်တင့်တင့်ဖြစ်ထုံးပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာပါမယ်။ရွာအရနှုံး80ဖြစ်ပါတယ်။မန္တလေးမြို့နယ်ဤတစ်ပိုင်းအတွက်ဒီကနေ့ညနေတိခမ်းမန်းချက်ကတော့တိမ်တင့်တင့်ဖြစ်ထုံးပြီးမိုးထစ်ချုံ၍မိုးအင့်တင့်ရွာပါမယ်။ရွာအရနှုံးပြည့်ဖြစ်ပါတယ်ရှင်။